14ရက်အတွင်းအသားဖြူစီမဲ့လူဝက်ချက်ကိုဒီနေ့လာပြီးပြပြပြီးမှဖြစ်ပါတယ်အဲ့တော့14ရက်အတွင်းအသားဖြူစီမဲ့လူဝက်ချက်ကဘာလဲဆိုလို့ရှင်ဆိုတော့လိုရှင်မဖြစ်မနေလိမ့်ပေးရပါမယ်ဆိုတော့ လိုရှင်းကိုပေါ့နော်ဆိုတော့နေ့တိုင်းပုံမှန်သုံးပေးသွားမယ်ဆိုလို့ရှင်း14ရက်အတွက်ဆိုတော့အသားရေကတိတိတတ်တာဖြူလာမှာဖြစ်ပါတယ်အဲ့တော့လိုရှင်းရွေးချယ်တဲ့နေရာမှာဆိုလို့ရှင်းလားအရန်အရေးကြီးပါတယ်လိုရှင်းတွေက whitening ပါတယ်လိုရှင်းမျိုးတွေဖြည့်ရမယ်ပေါ့နော်အသားဖြူစေတဲ့ ingredient ပါတယ်လိုရှင်းမျိုးဖြည့်ရပါမယ်အဲ့တော့ဆိုတော့ဆေးရလည်းတက်တာရမယ်လိုရှင်းရလည်းပူအကြီးကြီးပဲလိုချင်တယ်ပေါ့နော်အသားကလည်းဖြူရမယ်ဆိုရင်လူတွေအတွက် လုံးဝတင့်တော်တဲ့လိုရှင်ရဲ့စုကမစ်ဆက်ပြီးမှဖြစ်ပါတယ်အဲ့တော့ဆိုတော့ ichika ထုတ်ထားတဲ့ lotion လေးကို message ပေးချင်ပါတယ်ဒီ Ichika ကထုတ်ထားတဲ့ lotion ညာဆိုလို့ရှိရင်သူကပေါ့နော်ရေမွေးနဲ့လည်းပါတယ်အဓိကအားဖြင့်ရေမွေးလုံးဝသုံးစရာမလိုဘူးပေါ့နော်ယုံသွားကြောင်းသွားတမန်ဖို့လို့ရှိရင်ပေါ့နော်ကိုယ့်ရဲ့ကာမလေးနဲ့ပဲတွေ့မလားကောင်လေးနဲ့ပဲတွေ့မလားလုံးဝအဲ့လိုအခြေမျိုးမှာသုံးသင့်တဲ့လိုရှင်မျိုးပါအဲ့တော့ဆိုတော့တာဝန်နေရင်သုံးဖြစ်တယ်ပေါ့နော်တရားဆိုလို့ရှင်နောက်ဆိုရင်ဒီအချစ်ကပဲသုံးဖြစ်သွားမယ်ပေါ့နော်မဖြစ်လို့လဲဆိုလို့ရှင်အရန်တန်လို့ စူးဆိုလို့ရှိရင်ပါဇက်အရန်ချွေတာတဲ့သူတွေအတွက်ဆိုလို့ရှိရင်အရန်တန်နေလို့ရှိရင်ဖြစ်ပါတယ်ဒီဘူးအချီကြီးကိုမှတတောင်းဆွဆွနေရမှာဖြစ်ပါတယ်ဒီအချီကာကဒီအနက်လေးဆိုလို့ရှိရင် joyful party အနက်လေးဆိုလို့ရှိရင်ဆိုလို့ချူချင်းစားလိုက်လို့ရှိရင်ဘာလို့ချူချင်းအနက်လေးလို့ပဲချူချူအီအီလေးပေါ့နော်ချူချူအီအီလေးအနက်မျိုးလေးရမှာဖြစ်ပါတယ်ဒီ joyful ပါတီရပါတော့ဆူစီမာဒီဟာလေး install ရထားပါလေဒီအနက်လေးဆိုလို့ရှိရင် ဒီဒီဟာလေးကိုတုံးထားမယ်ဆိုလို့ရှင်ကိုယ်လေးကိုက်စားချင်စရာပေါ့နော်အဲ့လိုအတန်းမျိုးလေးသူရဲ့အနံ့တွေကလေအဲ့လိုအနံ့မျိုးဖက်သွားမှဖြစ်ပါတယ်ပြီးတော့နောက်ထပ်တစ်ယောက်ရှိသေးတယ်ဆိုစီပါလေဒါကတော့နှစ်ဘူးရောက်ထားတာပေါ့နော်ဆာကူရာဆာကူရာဒီဆာကူရာကတော့ဆာကူရာပန်နန့်လေးပေါ့နော်မင်ကလေးအယံဆန်တဲ့အနံ့မျိုးလေးပေါ့နော်ကိုကိုကို cute tight ပုံစံမျိုးဖက်သွားတယ်အရန်မင်းကလေးဆန်ပြီးအရန်ချစ်စရာကောင်းတယ်ကောင်မလေးလိုမျိုးပေါ့နော်အသေးရဆရာကောင်မလေးအနှံ့မျိုးလေးသူကပေါ့နော်ဒီဟာကဆုစီမှာနပူရထားတာတပူကတော့ဆုပ်အောက်သွားပြီးဒီတပူပဲကြန့်တော့မယ်ပေါ့နော်အဲ့တော့ဒါကိုမြင်မြင်ယူမရပါမယ်ရှင်သူကအရန်တက်နေရီမွေးလုံးဝတုံးစရာမလိုဘူးတနေကုန်ကိုရဲ့ခန္ဓာကိုယ်မှာဆွဲနေတယ်ပေါ့နော်ဘယ်လောက်ထိဆွဲလဲဆိုလို့ရှိရင်ကိုက အင်ဂျီဝတ်ပြီးတော့မှအပေါ်မှာလိုရှင်းလင်းပြီးတော့မှအင်ဂျီဝတ်ထားတယ်ဆိုလို့ရှိရင်အဲ့ဒီအင်ဂျီကိုပြန်ချွတ်တဲ့အခါမှာကိုယ့်ရဲ့အင်ဂျီမှာတော့မှအဲ့ဒီအနံကဆိုရင်းနေတယ်ပေါ့နော်အလောက်ထိကိုအနံကခံတာဖြစ်ပါတယ်အဲ့တော့ဒီအချစ်ကရဲ့လိုရှင်းကအရင်တစ်ခေါက်ကဆိုလို့ပတ၆ရောက်ထားတယ်ပေါ့နော်အဲအရင်တစ်ခေါက်ကရောက်ထားတဲ့အနံဆိုလို့ရှိရင်ဆိုထပ်ပြီးမာကြတာ order တွေပေါ့နော်စူးစီမှာလုံးဝမရတော့ဘူးအဲ့တော့ဒီကလည်းပစ္စည်းရောက်တော့ယူထားပါလို့ပြောချင်ပါတယ်အာလိုရှင်းနေဆိုလို့ရှိရင် sweat.cb ထမမလို့ရှိရင် page messenger